တလင်တမားစနစ်ကျင်းသုံးချင်းဆိုင်ရာဥပဒေမှာထိန်ချက်ထိမြလက်ထပ်မှုတွေဘလို့ဖြစ်တဲ့နေကိုသတ်မှတ်ပြဋ္ဌာန်းထားခြင်း ရှိပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLC Group ညီမလောဖန်ကတရားလွတ်တော်ရှင်နေဦးအောင်ကျော်ပြဖြစ်ပါတယ်ကျွန်တော်လောဖန်အနေနဲ့အများကြီးသူကိုသိတဲ့နဲ့ဥပဒေဆိုင်ကိစ္စရများကိုသိနေမြဝေလေရှိပါတယ်တော့တလင်တမားစနစ်ကျင်းသုံးချင်းဆိုင်ရာဥပဒေရဲ့ပုံမှန်ဆက်ခွန်မှာဘလို့ပြဋ္ဌာန်းထားသလဲဆိုရင် မိသူမဆို ဥပရိတရရရဖြစ်စေ ကိုးကွယ်ရပါသာရဖြစ်စေဓလေထုံးဆံရဖြစ်စေ ထိမ်းမြားပြီးသောယောက်ျားသို့မဟုတ်မိန်းမတူဦးသည်အဆိုပါထိမ်းမြားမှုအတီဖြစ်နေစဉ်ယင်းထိမ်းမြားမှုကို ထိန်ချန်၍အခြားယောက်ျားသို့မဟုတ်မိန်းမတူဦးကိုထပ်မံထိမ်းမြားပါကစနစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်လို့ပြဋ္ဌာန်းထားပါသည် ဲ့တော့ပုံမှန်ဆက်ခွန်ရဲ့ပြဋ္ဌာန်းချက်က မြည်သူမဆိုးပေါ့နော်ထိမ်းမြမှုအတီးဖြစ်နေစင်မှာအဲ့ဒီထိမ်းမြမှုကို ထိန်ချံပြီးတော့ထပ်မံထိမ်းမြလက်ထပ်ခဲ့မယ်ဆိုလို့ရှိရင်သူ့ကိုထောင်တန်းပေါ့နော်ဆယ်နှစ်ထပ်မပိုသောထောင်တန်းချမှတ်နိုင်တဲ့ပြင်ငွေတန်းလည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။တမာအပြစ်ဆိုလို့ရှိရင်ရိုးရိုးထပ်မံထိမ်းမြရင်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း လင်မယားဖြစ်တရားမဝင်နေထိုင်ပေါင်းသိနေဆိုလို့ရှိရင် ပုံမှန်73အရာ9နှစ်ထပ်မပူသော ထောင်တန်းကိုသာလင်ချမှတ်နိုင်မှာဖြစ်တော်လည်းပဲထိန်ချံပြီးတော့ထပ်မံထိန်များခဲ့တာဆိုလို့ရှိရင် ပုံမှန်79အရာပေါ့နော်10နှစ်ထပ်မပူသော ထောင်တန်းကို ချမှတ်ရမယ်အပြင်ငွေတန်းလည်းချမှတ်နိုင်သည်ဆိုတော့ပြည်တန်ကို တိုးမြင့်ထားခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ထိန်ချံပြီးတော့ထိန်များလက်ထပ်တာက ပို့ပြီးတော့မှပြည့်မှုကြီးပါတယ် ဆက်လက်ပြီးတော့ပုံမှန်ဆက်ရှိမှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင်မြည်သူမဆိုဥပရိတရရဲ့အရာဖြစ်စီကိုးကွယ်ရပါတာအရာဖြစ်စီဓလိထုံးစံအရာဖြစ်စီထိမ်းများပြီးတော့ယောက်ျားသို့မဟုတ်မိမတူဦးဦးသည်အဆိုပါထိမ်းများမှုအတီဖြစ်နေစဉ်ယင်းထိမ်းများမှုကိုထိန်ချန်၍အခြားယောက်ျားသို့မဟုတ်မိမတူဦးကိုထပ်မံထိမ်းများပါကား နင်နာသူသည်တရမကြောင်းရာတရားဆွဲဆိုခွင့်ရှိသည်လို့ပြဋ္ဌာန်းထားပါတယ်။ပုံမှန်၁၈ရဲ့ပြဋ္ဌာန်းချက်ကတော့အဲ့လိုထိန်ချန်ပြီးတော့ထိမ်းမြလက်ထပ်ခံရတဲ့အတွက်နင်နာသူဟာတရမကြောင်းအရာပေါ့နော်။နင်နာကြီးရောကြီးတောင်းနိုင်တယ်လို့လမ်းဖွင့်ထားခြင်းဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တလင်တမယစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေမှာထိန်ချန်ပြီးတော့ထိမ်းမြလက်ထပ်မှုအတွက် ပြည်တံရက်ကိုသတ်မှတ်ထားတယ်ပေါ့နော်ပထမပြည်တံကတော့ရာဇဝတ်မှုဖြစ်ပြီးတော့မှထောင်တန်အနေနဲ့ဆိုရင်10နှစ်ထပ်မပိုသောထောင်တန်ကိုချမှတ်အမည်ဖြင့်ငွေတံလည်းချမှတ်နိုင်ပါတယ်ဒုတိယပြည်တံကတော့တရားမှကြောင်းအရာပေါ့နော်တရားမှကြောင်းအရာတရားဆွဲဆိုပြီးတော့နဲ့နာသူဟာနဲ့နာကြီးတို့ယောကြီးတို့ကိုတောက်ခံနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ် ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်